အကြခင်မှာရောင်းမတော်ဆက်ရတော့မယ်ဆိုပြေးတစဉ်ကုန်အခုဖြစ်သူကလက်တက်ခွတ်တောင်းတဲ့ပွဲမှာပွဲအဆအဆုံးကုန်စီစဉ်ခဲ့သလိုဆိုပြေးဝဖို့အတွက်တိုက်တဲဝဲဆောင်ကိုလည်း၃ရက်၃ညတိုင်တိုင်စူးစမ်းခဲ့ပေးမယ်ဆိုပြေးတစဉ်နဲ့လိုက်ဖက်မှုရှိမနေပဲအင်ကြီးဒီဇိုင်းကလည်းလုံးဝမလှဘူးဆိုပြီးတော့ဝေဖန်ခံနေရတဲ့ဟေးဝင်ရဲ့ညီမလေးအလာရွှေစင်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကအသက်33နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရုပ်ဆောင်ဆိုပြတဲ့စဉ်ရဲ့မွေးနေ့လေးမှာတော့မကြခင်မှာလက်ထပ်တော့မယ်ခင်မုံလောင်ဖြစ်တဲ့တရုပ်ဆောင်ဟင်းဝီရန်က surprise မွေးနေ့ပွဲနဲ့အတူလက်ထပ်ခွင့်တောင်းခံတဲ့ပွဲလေးကိုပါဖူးတွဲကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်အဆိုပါပွဲလေးဟာဆိုပြတဲ့စဉ်ရဲ့စင်ကယ်ဘဝမှာနောက်ဆုံးဖြတ်တန်းခဲ့ရတဲ့မွေးနေ့ပွဲလေးဖြစ်ပြီးချေရတဲ့သူစီကလက်ထပ်ခွင့်တောင်းခံခဲ့ရတာကြောင့်လည်းတသက်တာမမင်းနိုင်တဲ့ပွဲလေးတစ်ပွဲဖြစ်သွားခဲ့တာဖြစ်ပါတယ်အဲလာဟာ အစိုးပါဘွဲအတွက်အစာအဆုံးကိုအကိုဖြစ်သူကိုစားသူမကစီစဉ်ပေးခဲ့ရတာဖြစ်ပြီးစိုးပြေဝတ်ဖို့အတွက်အဝတ်အစားကိုလည်းဒီဇိုင်းနာရထုနဲ့တိုင်ပင်ပြီးတော့တူတူကြကြလေးစီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။အစိုးပါဝတ်စုံကိုတော့ဒီဇိုင်းနာရထုကလူအယောက်30နဲ့3ညအတွင်းအနုစိတ်ဖန်တီးခဲ့ရတယ်လို့လည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကြိုးကြိုးစားစားဖန်တီးထားတယ်လို့ဆိုနေပေမယ့်အစိုးပါဝတ်စုံကနိုင်ငံခြားကဝတ်စုံတစ်ခုနဲ့ပုံစံဆင်တူနေပြီး ရိုက်တဲပွဲနဲ့လည်းလိုက်ဖက်မှုမရှိဘူးဆိုပြီးတော့ဝေဖန်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ကိုချစ်ကြတဲ့ပရိသတ်တွေကတော့ဝေဖန်နေကြတဲ့သူတွေအနေနဲ့သူများပျော်ရွှင်နေရမယ့်အချိန်လေးမှာအခုလိုစကားမျိုးတွေနဲ့မထိုးနဲ့ကြဖို့အတွက်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ဟေဝိယံရဲ့ညီမလေးအလာရွှေစင်ကလည်းသူမအနေနဲ့မကြခင်မှာရောင်းမဖြစ်လာတော့မယ့်ဆိုပြကိုပျော်ရွှင်စေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့အဆအဆအယားအယားစီစဉ်ပေးခဲ့တာဖြစ်ပြီးအခုလိုဝေဖန်ပြောဆိုနေကြတဲ့အပေါ်မှာတော့ အတော်လေးကိုစိတ်မကောင်းဖြစ်နေတယ်လို့လည်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ live လွှင့်ပြီးတော့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အဲလာကစေတနာတန်တန်နဲ့လှုပ်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်ကြီးကလည်းသူ့ရဲ့မြတ်တာတွေကိုနားလည်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။